တော်လန်ရေးမှာလူလူလှုပ်ရှားမှုကရေးပါကြောင်းနဲ့တတိနဲ့ဆက်လုပ်မယ်လို့မန္တလေးတပိတ်ကောင်းဆောင်ဒေါက်တာတေဇာစန်းကပြောပါတယ် 2025တရင်ကျွလာပြည်ညတုန်းကစကိုင်းတိုင်းချောင်းမြို့နယ်ဘုံတိုရွာစီမီတပိတ်ဘုံကျဲခံရမှုနဲ့ပတ်သက်လို့အောက်တိုဘာ18ရက်နေ့ကအွန်လိုင်းကနေပြုလုပ်ခဲ့တဲ့တရင်စာရှင်းလင်းပွဲမှာသူကပြောကြားလိုက်တာပါဒီຫນွေဥတော်လန်ရေးမှာကျွန်တော်တို့ယုံကြည်တဲ့ကျွန်တော်တို့စွဲကင်တဲ့တော်လန်ရေးရဲ့မဟာဗျူဟာကဘာလဲဆိုတော့ဒီလက်နက်ကင်တိုက်ပွဲနဲ့အတူဒီဘက်ကလူထုလှုပ်ရှားမှုလူထုတိုက်ပွဲတွေကိုဟန်ချက်ညီညီဗျူဟာကြကြပေါင်းဆက်ပြီးတော့ဒါပေါ်ဆောင်နေကြတယ်လို့ကျွန်တော်တို့ကဒီလို ိုခံယူပါတယ်ခင်ဗျကျွန်တော်တို့နဲ့တနက်ကင်တိုက်ပွဲဆိုကျွန်တော်တို့ကမစွန့်ပဲပါဘူးမငင်းစံပါဘူးကျွန်တော်တို့ထောက်ခံပါတယ်သို့တော့ကျွန်တော်တို့ဒီလူလူလှူရှာမှုလူလူတိုက်ပွဲတွေကလည်းအင်မတန်မှအရေးကြီးတယ်အရေးပါတယ်ဆိုကျွန်တော်တို့ကဟိုခံယူပါတယ်တို့နားလည်ပါတယ်ပုံမှန်ချင်းပြောရရင်ဒီဒေါ်လာရေးအချိန်၅နှစ်ပေါ်ဗျာဒီနွေဦးဒေါ်လာရေး၅နှစ်အတွက်ဒီလောက်ထိခရီးပေါက်တယ်ဆိုတာကလက်နက်ကင်တိုက်ပွဲတစ်ခုတည်းကြောင့်တော့မဟုတ်ဘူးဆိုကျွန်တော်တို့ခံယူပါတယ်နိုင်ငံတကာအတန်ငင်းတမန်ကင်းရနော်အဲဒီအရေးပါမှုဒီတရားဝင်မှုဆိုင်ရာတိုက်ပွဲတွေစိတ်သက်စစ်စီရင်တဲ့ဝါဒဖြန့်ချီရေးဆိုင်ရာတိုက်ပွဲတွေနော် ကျွန်တော်ဒီအကြမ်းဖက် CDN လှုပ်ရှားမှုတွေပေါ့ဗျာနော်အဲဒီ Civil Disobedience Movement တွေအပါအဝင်လူလူရဲ့ဒီအထွေထွေဒါတပိတ်တွေနော်အထွေထွေကျွန်တော်တို့ဗန္ဓာရေးစစ်မျက်နှာလိုဟာတွေပေါ့ဗျာအပါအဝင်အားလုံးရဲ့ဟန်ချက်ညီပါဝင်မှုကြောင့်သာချင်းဒီ9နှစ်အတွင်းဒီလောက်ဒီခရီးပေါက်ခဲ့တယ်ဆိုကျွန်တော်တို့အနေနဲ့တလူခန့်ယူတယ်လို့ကျွန်တော်နားလဲတဲ့လောက်ဆိုရင်တော့ကျွန်တော်တွေးခဲ့ဆုံးခဲ့ဘူးသမျှလက်နက်ကင်တက်မှုအီအိုခေါင်းဆောင်တွေရောပေါ့နော်အဲနားလဲတဲ့လူတွေကိုယ်တိုင်ကဒီလိုပဲခန့်ယူကြပါတယ်စစ်ကော်မရှင်ကိုတော်လန်ဆက်ကျင်သူတွေကိုမဆန့်ကျင်ရအောင်မတော်လန်ရဲအောင်ရည်ရွယ်ချက်ရှိရှိနဲ့ လာရောက်ပုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်စစ်ကော်မရှင်တပ်ကဘုံကျဲလို့ဒဏ်ရာရသူတွေကိုကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေချိန်မှာလဲပါရာမော်တာနဲ့ဘုံထက်ကျဲခဲ့တယ်လို့အခြားနေရာတွေကိုလည်းဘုံကျဲတာလက်နက်ကြီးနဲ့ပစ်တာတွေစစ်တပ်ကလုပ်ခဲ့တယ်လို့စီမီတပိတ်မှာမိသားစုလိုက်ပါဝင်ခဲ့တဲ့မဆန္နာကကြုံတွေ့မြင်တွေ့ခဲ့ရပုံကိုအခုလိုပြန်ပြောပြပါဗျာ။ကျမရဲ့ကျမတမီးလေးရောပေါ့အဲ့လိုမဟုတ်အဲ့နာလေးမှာခဏလေးဝက်လိုက်တယ်တာဝက်ပြကြတော့ ဟိုပြောရမှာတဲ့ဟိဆိုဖြစ်ပြက်တရလဲမြန်လဲမြန်တယ်အဲ့ချိန်မှာဟိုကိုကိုလည်းဘာလို့လို့လုံးမိမှလဲဟိုခုချိန်မှာတော့ပြန်စဉ်းစားလို့မရတတ်အောင်ပါပဲကျွန်တော်တို့ထိုင်နေတဲ့နေရာနဲ့ចောင်းဝင်ပေါက်ကဟိုတိုင်ကြီးနေရတကယ်တမ်းလှမ်းတယ်ဒါမှမဟုတ်အဲ့ချိန်မှာကျွန်တော်တို့ကအဲ့အုံအုံဆိုပြီးမြည်တဲ့အချိန်မှာလေဟိုကြောက်အလှအားနဲ့ထထတယ်ပေါ့ပြေးလိုက်တာလက်နဲ့ကြီးချိန်ပေါ့အဲ့တိုင်ကိုအားကိုရပေါ့ဟိုကျွန်တော်တို့တဖတ်တော့ကအဲ့တိုင်ကြီးနားလေးကိုရောက်သွားတာရောက်သွားတဲ့အချိန်အဲ့နားလေးကိုရောက်တဲ့အချိန်မှာပဲအဲကျွန်မနားထဲမှာ ဟိုလေဒီတန်ဆပြကြားပြီအဲ့ကျတော့တိုင်းနန်းလေးကိုရောက်တော့ကျတော့လေအာဒူးဒူးဒူးနဲ့အဲ့လိုကြားကြားတော့မှအဲ့မှာကိုအပေါ်ကနေပေါ့လေဒီတန်ကြီးကကြားနေရတယ်လို့ပဲဒါမှလို့မော့လည်းမကြည့်ရဲလို့အဲ့ချင်းကြောက်ကြောက်လဲကြောက်လာပြီလေအဲ့အဲ့ချင်းမှာဒီနားတဲ့ကိုလေကျမနားတဲ့ကိုဝင်လာတဲ့အတန်ကြီးကမာယာထိသွားပြီအဲတစ်ခါနောက်ကျတော့မိမတန်နဲ့တယောက်ကကျတော့ကိုစောရေးကိုစောကျတို့ OK ပါအောင်တစ်ခါနောက်ပြောကလေးမလေးတယောက်ကဆိုလို့ရှင်တမင်ချီတော်ကြီးထိသွားပြီအဲ့လိုမျိုးပေါ့ အော်တဲ့တန်နေကိုဒီမှာနားလေအခုချိန်ကြီးလည်းမထွက်ဘူးအဲ့ဒီတန်နေကြားတာကြားပြီးတဲ့ချိန်မှာဒီပြည်သက်ဘက်ကိုကိုကြောက်ကြောက်လန့်လန့်နဲ့ပေါ့ဟိုကလေးကိုလည်းဖတ်ထားရင်တန်လန့်နဲ့ပြည်သက်ဘက်ကိုလန့်ကြည့်တဲ့ချိန်မှာဒီအဖြစ်ပြက်တွေကခဏလေးအတွင်းလေးမှာကိုလေဖြစ်သွားတာတွေကမယုံနိုင်တရားပါပဲအဲ့ဒီနေ့ကလေချောင်းအန်နီရဲ့တတိပေးတဲ့တည်င်းရယူမှုရှုပ်ထွေးအောင်နဲ့ဖုန်းလိုင်းဖြတ်တောက်တာတွေလုပ်ပြီးမှစေအုစုကဘုံကျခဲ့တာလို့ တပိတ်တာဝန်ရှိသူတွေကဒီကြောင်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ရင်းစာရှင်းလင်းပွဲမှာပြောပါတယ်။မျိုးဦးတော်လိုင်းရဲ့၅နှစ်ကာလအတွင်းအခုထိခီးရောက်နေရတာဟာလက်နက်ကန်တိုက်ပွဲတစ်ခုတည်းကြောင့်မဟုတ်ပဲနိုင်ငံတကာတန်ခင်းတမန်ခင်းစစ်တပ်စစ်စင်ရေးနဲ့အကြမ်းမဖက်စီကျင်လှုပ်ရှားမှုတွေတပိတ်တွေဗန်နာရေးစစ်မျက်နှာစတဲ့ကန္နာဆောင်ဟန်ချန်ကြီးပါဝင်မှုတွေဖြစ်တာကြောင့်လူလူလှုပ်ရှားမှုတွေကိုလိုတယ်လို့စကိုင်းတပိတ်ကောင်းဆောင်တအူးဖြစ်တဲ့ကိုခန့်ဝေဖြူကပြောပါတယ် ကျွန်တော်တို့ဒီနိုင်ငံရဲ့တကယ်ဖက်ပေါက်မုတ်ကန်နဲ့အဲသူတို့စစ်အုပ်စုပဲထာဝရစင်အဲအာဏာယူဖို့စစ်အာဏာရှင်စနစ်တက်ဆိုးရှိဖို့ဟိုကြံရွယ်လှုပ်ဆောင်နေတဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုပေါ့နော်ဒါကိုလည်းကျွန်တော်တို့ပြည်သူလူထုတရက်လုံးကလက်မခံခြင်းဘူးအဲစန့်ကျင်ကန့်ကွက်တယ်ပါဝင်ပတ်သက်ခြင်းမရှိဘူးပေါ့နော်ဒီလိုသဘောထားဆန္ဒပြုမှု၃ရက်နဲ့အညီကျွန်တော်လာရောက်စုဝေးတဲ့ရက်သားပြည်သူလူထုပေါ်မှာအခုလိုစစ်အုပ်စုကနေပြီးတော့ကျွန်တော်လေချောင်းကနေပြီးတော့ အဲရေချက်ရှိရှိပုံကျပြီးတော့တိုက်ခိုက်တာဗောနော်အဲအဲ့အတွက်အဲ့ဒါကဘာဖြစ်လို့တိုက်ခိုက်လဲဆိုတာကတော့ကျွန်တော်တို့ဟိုပြန်ပြီးတော့သုံးသက်ကြည့်မယ်ဆိုရင်ဒါဟာကျွန်တော်တို့ပြည်သူလူထုအတွက်အဲဒီကိုယ့်ရဲ့ဒီနိုင်ငံသားခွင့်ကြီးအရာဒီလွတ်လပ်စွာစုဝေးခွင့်လွတ်လပ်စွာကိုယ်ကွယ်ယုံကြည်ခွင့်ဗောနော်ဒီခွင့်ကြီးတွေရလာရောက်စုယုံတဲ့ဒီလိုအရသာပြည်သူလာရောက်စုဝေးပြီးတော့စုတောင်းတဲ့ဒီမြမယူရပေါ့နော်ဒီတလီထုံတန်းစင်လာနဲ့ညီစူဝေးတဲ့စူဝေးပွဲကိုသူတို့ကတိုက်ခိုက်တာဟာဒါကျွန်တော်တို့ဒီ လွတ်လပ်စွာစုဝေးခွင့်ဒီမိုကရေစီကိုကျွန်တော်တိုက်ရိုက်တိုက်ခိုက်တဲ့အဲလုပ်ရက်ဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလက်မခံတဲ့ပြည်သူလူထုကိုအခုလိုပုံကျဲတိုက်ခိုက်ပြီးတော့တက်ဖြတ်တယ်ဆိုတာမြန်မာပြည်သူလူထုတရက်လုံးကိုကျွန်တော်တို့သူတို့ရဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ရင်လာပြီးမထီပါနဲ့ဆိုပြီးတော့ချောက်လိုက်တဲ့တကယ်ကိုအကြမ်းဖက်လုပ်ရက်ဖြစ်တယ်ပေါ့နော်။ ောက်တစ်ခုကကျွန်တော်တို့ပြည်သူလူထုအမြဲမပြတ်တောင်းဆိုနေတဲ့ဒေါ်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားတွေလွတ်ပေးဖို့တောင်းဆိုတာဖြစ်တယ်ဗောနော်အဲ့ဒီတောင်းဆိုမှုပေါ်မှာလည်းအခုလိုပုံကျဲပြီးတော့အုပ်စုကသူတို့ရဲ့သဘောထားကိုကပါသည့်တုံ့ပြန်တဲ့အကြမ်းဖက်လုပ်ရဖြစ်တယ်ဗောနော်အော်တိုဘာ6ရက်တရင်ကျွလပြင်းနေ့ညတုန်းကဘုံတိုးရွာမှာစီမီထွန်းကြီးကရင်ကျေးမှုထုံလန်းအစင်လာနဲ့ပြည်သူ့စစ်နာကိုထုတ်ပေါ်တဲ့စီမီတပိတ်ပြုတ်လို့နေချင်းစစ်တပ်ကလေကြောင်းတက်ခဲ့ခဲ့လို့ ကလေးငယ်9ဦးပါဝင်23တေဆုံးကကလေးငယ်18ဦးပါဝင်62ဦးဒဏ်ရာရခဲ့တယ်လို့နောက်ဆုံးတည်ပြထားတဲ့သတင်းတွေအရသိရပါဗျာ။သတင်းစာရှင်းလင်းပွဲကိုမုံရွာအမြင်လန်တပိတ်ဦးဆောင်ကော်မတီချောင်းမျိုးနယ်လူငယ်အင်အားစုတပိတ်ကော်မတီမုံရွာလူထုတပိတ်ဦးဆောင်ကော်မတီစကိုင်းတက်တပိတ်အင်အားစု အထွေထွေတပိတ်ပေါင်းစပ်ညီနိုင်ရေးအင်အားစုတာဝန်ရှိသူတွေကရှင်းလင်းပြောကြားခဲ့ကြပါဗျာ။